အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါမယ်။သွေးသစ်ပြန်လောက်ရမယ့်တောင်ကိုရီးယားရဲ့ခရစ်တိုနယ်ပယ်သတင်းနဲ့အတူအီသရီယန်နဲ့အမတ်တရားတွေကိုပို့လို့ရမယ့် ADH Time Capsule ရဲ့သတင်းလေးကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့သွေးသစ်ပြန်လောင်းရမယ့်တောင်ကိုရီးယားရဲ့ crypto နယ်ပယ်သတင်းကိုတက်ဆက်ပေးစမှာရယ်တောင်ကိုရီးယားနိုင်ငံအတွက်မှာ stable coin တွေထုတ်ဖို့စိုင်းပြင်လာကြတာနဲ့အတူဘိုဘန်ရဲ့ CBDC ထုတ်ဖို့ပြင်ဆင်နေတာကိုပါရန်နာလိုက်ရပါပြီ။တမရတစ်လက်ထက်မှာ KRW stable coin တွေထုတ်ဖို့အားပေးလာပြီးတော့ပြည်ရင်းကဘန်လုံငန်းစုကြီးတွေကလည်း stable coin တွေထုတ်ဖို့စိတ်ဝင်စားလာနေကြချိန်မှာဘိုဘန်ရဲ့ CBDC စမ်းသပ်မှုတွေကလည်းအတော်လေးကိုခီးရောက်နေပြီဖြစ်ပါရယ်။ဒါပေမဲ့ဘိုဘန်အနေနဲ့အစိုးရရဲ့ stable coin ကြီးညာချက်တွေကိုစောင့်ကြည့်ပြီးမှ ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာကိုဆုံးဖြတ်နိုင်မယ်လို့ယူဆကြောင်းဘဏ်လုံးငန်းပိုင်းကအရာရှိတယောက်ကဆိုထားပါတယ်။တကယ်တော့တောင်ကိုရီးယားမှာလည်းခရစ်ပတိုနဲ့ပတ်သက်ရင်အလိန်တွေပါဆိုတော့ mainstream stereotype တခုရှိနေပြီးတော့ဒီအစွဲကိုချွတ်နိုင်ဖို့အတွက် KRW stable coin ကစံပြတစ်ခုဖြစ်လာဖို့လိုအပ်ပါတယ်။အထူးသဖြင့်တောင်ကိုရီးယားအခြေစိုက် Luna ecosystem ပြိုလဲခဲ့တဲ့ကိစ္စကလည်းတောင်ကိုရီးယားရဲ့ crypto သမိုင်းကြောင်းကိုအုံမဲ့တုပ်လိုက်သလိုဖြစ်သွားခဲ့တာပါ။ ကဘာကိုထုတ်ပေါက်နိုင်ခဲ့တဲ့ Squid Game Series ထဲမှာတောင် Crypto နဲ့ပတ်သက်တဲ့ character ကိုထည့်သွင်းရလောက်တဲ့အထိဖြစ်သွားခဲ့သလို Crypto ကကောင်းတဲ့ဘက်မှာအသုံးချလို့ရတယ်ဆိုတာကိုသက်သေပြနိုင်ဖို့အတွက်အစိုးရအသစ်ကအတော်လေးအားထုတ်ရအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်း KRW Stablecoin ကတောင်ကိုရီးယားရဲ့ Crypto Key လမ်းအတွက်ကောင်းတဲ့အစတစ်ခုဖြစ်လာနိုင်ပါတယ်။တောင်ကိုရီးယားကလည်းဒေတာအတွင်းမှာအရေးပါတဲ့ Crypto ဈေးကွက်တစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျာ။ ။ဆက်လက်ပြီးတော့ Ethereum နဲ့အမတ်တရတွေပို့လို့ရမယ့် ETH Time Capsule ရဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ Ethereum က10နှစ်ပြည့်အထက်အမတ်အဖြစ် Time Capsule တစ်ခုကိုမိတ်ဆက်လာပါတယ်။ Ethereum Network ရဲ့10နှစ်သာကာလပတ်အတွင်းအမတ်တရတွေအားလုံးကိုစုထည်ထားမဲ့ database တစ်ခုအဖြစ်အလွယ်သတ်မှတ်နိုင်ပြီးဒီ database တွေကို Ethereum နဲ့ပတ်သက်တဲ့အမတ်တရတွေသတင်းစကားတွေ means တွေ comment ချက်တွေအနုပညာလက်ရာတွေကိုပို့ပေးလို့ရနိုင်ပါတယ်။ time capsule နဲ့ပတ်သက်တဲ့ x account တခုလည်းဖွင့်ထားပြီးဖြစ်သလို time capsule နဲ့ပတ်သက်တဲ့ update တွေကိုတင်ပေးသွားမှာဖြစ်ပါတယ် adhtimecapsule.com စီကိုဇွန်လ30ရက်နေ့ကနေဇူလိုင်လ30ရက်နေ့အတွင်း message တစ်စောင်ကို2.5ဒေါ်လာနှုန်းနဲ့ပို့လို့ရနိုင်မှာဖြစ်ပြီးဒီ message တွေအားလုံးကနေရသမျှဝင်ငွေတွေအားလုံးကို Ethereum Core Development ကို support ပေးနေတဲ့ protocol gate စီကိုပေးအပ်သွားမှာဖြစ်ပါတယ်။ပို့သမျှ message အားလုံးကိုလည်း share တာ network ရဲ့ cryptography နည်းပညာကိုသုံးပြီးတော့ encrypt လုပ်ထားမှာဖြစ်လို့ Ethereum network ကြီးရှိနေတဲ့၍လုံလုံခြုံခြုံနဲ့ရှိနေမှာဖြစ်ပါတယ်။ Ethereum network က base နဲ့ Arbitrum တို့လိုမျိုး layer 2 network တွေကနေတဆင့်အဖွဲ့အစည်းကြီးတွေရဲ့ project တွေကိုလက်ခံလာနိုင်သလို Ethereum ETF တွေကလည်း Ethereum network ကြီးပို့ပြီးတော့ကြီးထွားလာနိုင်ဖို့အဓိကကူညီပေးလာနေပါတယ်။ဒါပေမဲ့လည်း ETH ရဲ့ဈေးကတော့2022ခုနှစ်နိုဝင်ဘာလ23ရက်နေ့တုန်းကသမိုင်းတစ်လျှောက်အမြင့်ဆုံးဈေးဖြစ်ခဲ့တဲ့ ဒေါ်လာ4600ကိုပြန်မရောက်နိုင်သေးသလိုဒေါ်လာ3000အောက်မှာတဝဲလဲလဲဖြစ်နေစေအချက်ကတော့ဘဝင်မကြအားမလို့အားမရဖြစ်ချင်စရာပါပဲခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရောက်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကောကောအသုံးပြုပြီးတော့ account ပွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ